ဘယ်တော့မှအသင်မကွဲခဲ့ဘူးဆိုရယ်မယ်လိုဒီပရိသတ်တွေအားလုံးမင်္ဂလာပါရှင်မယ်လိုဒီဟာဆိုရင်အခုနောက်ပိုင်းနမေပြန်ရလာတဲ့မင်းသမီးတလက်ဖြစ်ပါတယ်မယ်လိုဒီဟာငယ်ချင်းတုန်းကအမှုပညာခီးလန့်ကိုရှောင်လန်းပြီးအကယ်ဒမီရပြီးနောက်မှာတော့အိမ်အောင်ကြသွားကအမှုပညာလောကမှာအချိန်အတော်ကြာအောင်ပျောက်သွားခဲ့ပါသေးတယ်။နောက်ပိုင်းကောလာဟာလာတရင်တွေထွက်ပြီးနောက်မှာအတော်လေးငြိမ်သွားခဲ့တာဖြစ်ပါတယ်။အခုတခါပြန်ပေါ်လာရင်ခါမှာတော့ အမှန်တရားတွေကိုပြောတတ်လွန်လာကြောင်းတချို့ပြိသက်တွေကအမြင်ကက်ကြပြီးတချို့ပြိသက်တွေကြတော့လေအတော်လေးကိုချစ်ကြတာဖြစ်ပါတယ်။မယ်လိုဒီဟာအမျိုးသားနဲ့ကွာရှင်ပြီးတားလီတယောက်ကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အမျိုးသားနဲ့ကွာရှင်းလိုက်ပြီးမယ်အချိန်မဲ့အနေမဲ့မဟုတ်ပေတားလီကိုရောအကောင်းဆုံးပြုစုဆောက်ရှောက်ပေးနိုင်သူတယောက်ဖြစ်ပါ යි ကုကုကအကူရဲအမျိုးသမီးတယောက်ဖြစ်ပြီးကောင်းမွန်တဲ့ငွေရှာနီနဲ့ငွေရှာသူလည်းဖြစ်ပါ යි မယ်လိုဒီကတော့စကားပြောပွင့်နေပြီးတဲ့တူပြောတတ်သူတယောက်ဖြစ်ပါ යි မယ်လိုဒီဟာအသက်ကြီးမှပူပူလှလာသူတယောက်ဆိုလည်းမှားမှားတာဖြစ်ပါ යි မယ်လိုဒီရဲ့ fashion တွေကလည်းမိမိုက်လာပြီး တက်တစ္ဆာမေသမီးရေနဲ့တောင်ရှင်လို့ရတဲ့အလှတရားကို ပိုင်ဆိုင်ထားသူတရားဖြစ်ပါတယ်။တယောက်တည်းလဲရှင်သန်နိုင်သူတရားဖြစ်တာကြောင့်အခြေအနေနဲ့ပတ်သက်ရင်တော့ကံမကောင်းတာများပါတယ်။မယ်လိုဒီကတော့သူမအနေနဲ့အသေးကွေးတာမျိုးမရှိခဲ့ဘူးလို့ပြောပြလာခဲ့ပါတယ်။တွဲနေစဉ်ကာလကလေးကသူကကို့အပေါ်မှာမကောင်းရင်မှုအုံပြစ်လိုက်တာများကြောင်းလေးဆိုပါတယ်။သူကကို့ကိုဒဏ်ရာရပေးနေရင်သူမအနေနဲ့တွဲနေစဉ်မစွန့်လွတ်နိုင်ခင်ကလေးကမိနိုင်အောင်ကြိုးစားနေရင် ဒီတော့တကယ်လမ်းခွဲတဲ့အခါမှာမခံစားခဲ့ရဘူးလို့ပြောပါရင်တကယ်လည်းအသေးမခွဲခဲ့ဘူးတွဲနေတော့မှ အကောင်းဆုံးချက်ပေးတဲ့ အကောင်းဆုံးဖြည့်ဆည်းပေးရတဲ့အကြောင်းလေးပြပြပါ යි ။ဒါကြောင့်လေလမ်းခွဲရင်နောက်နာမရဘူး။တကယ်တော့လမ်းခွဲလိုက်ပြီဆိုရင်သူမဒီနဲ့နစ်နာစရာဘာမှမရှိဘူး။တပတ်လူကပဲဆုံရှုံနစ်နာသွားတာကြီးပဲလို့ဆိုပါ යි ။ချစ်ပြီးဟိဆိုရင်လည်းအမေလိုမျိုးချစ်သွားပြီးအဆအဆအရာရာလုံလေသေးမရှိအောင်ဂူးဆိုင်ကျင်နာပေးရများတာကြောင့်သူတို့ရီနေကအစပိုင်းတော့ချစ်သူကြီးစားပုံစံဆိုပေမဲ့နောက်ပိုင်းမှာအမေနဲ့သားပုံစံမျိုးတွေဖြစ်ဖြစ်သွားတယ်။ ကိုကသူတို့ရဲ့အမေဖြစ်သွားတတယ်လို့သူမရဲ့အချစ်ရဲ့အကြောင်းကိုပြပြလာခဲ့ပါ යි ။ဒါကဲခံခဲ့ရရင်တော့ငါးဆွေအတာနဲ့အတာကြီးရတာရှိပြီးအတဲကတော့တကယ်ကိုမကွဲတာပါလို့ဆိုပါ යි ။မယ်လိုဒီဟာတယူးဆောင်ရမှာကောင်းမွန်သလိုစကားပြောလဲသွက်ပြီးပညာသားပပနဲ့ပြောတတ်သူတယောက်ဖြစ်ပါ යි ။ငယ်စဉ်ကအကစားလိုက်စားခဲ့ပြီးတော့အကစားမှလည်းထူးချွန်သူတယောက်ဖြစ်ပါ යි ။တချင်းဆိုလဲတော်ရဲသူတယောက်ဖြစ်ပြီးသူမကိုတချင်းဆိုစီခြင်းနဲ့ပြည်သူတွေအတွက် တချင်းတပုတ်ထွက်လာဖို့ရှိကြောင်းလည်းအသိပေးလာခဲ့ပါတယ်။မြန်မာနိုင်ငံမှာအစိုးရတွေကလည်းတရုတ်ဆောင်လုံနေကြသလိုတရုတ်ဆောင်တွေကလည်းအစိုးရတွေလုံနေကြပြီးအကုန်ရောရှက်နေရဖြစ်ပါတယ်။မယ်လိုဒီကလည်းအားကြမခံတချင်းတပုတ်ဆိုဖို့အတွက်ပြင်ဆင်နေရပဲဖြစ်ပါတယ်။မယ်လိုဒီရဲ့အခြေကြီးကတော့အခုချိန်မှာတယောက်တည်းစင်ကယ်မွန်လောက်ပြီးတော့ဒါလီအတွက်အကောင်းဆုံးရှိပေးနေရဖြစ်ပါတယ်။ဒါကလည်းအရွယ်တကူရှောက်လာပြီးဖြစ်တာကြောင့်ဒါကိုအကောင်းဆုံးပြုစုပြောထောင်ပေးမိ တားဖြစ်ခြင်းနဲ့ဆန္ဒကိုလိုက်ရောပြီးမယ်ဆိုတဲ့အကြောင်းလေးပြောပြလာခဲ့ပါ යි စင်ကယ်မွန်တယောက်ဖြစ်တာကြောင့်ပင်မန်းပေမဲ့လည်းပင်မန်းနဲ့ဒီရက်တိုင်းကိုတော့တားရဲ့မျက်နှာလေးကိုကြည့်ပြီးအာယူတယ်လို့ဆိုပါ යි လက်ရှိမှာတော့အမှုပညာအလုပ်တွေကိုဇက်တိုင်လုပ်နေသလိုလုပ်ငန်းရှင်တွေကလည်းသူတို့ရဲ့လုပ်ငန်းအတွက်မယ်လိုဒီကိုကြော်ညာရိုက်ဖို့အပြိုင်အဆိုင်ကမ်းလှမ်းကြတာဖြစ်ပါ යි အလုပ်တွေလုပ်နေပေမယ့်ဒါကိုတော့အမြဲတမ်းအချိန်ပေးဖြစ်ကြောင်းဆိုပိုင်ကြီးစားတွေလည်းထားခဲ့ဖို့ပေမယ့်သူမအသေးကိုခွဲနိုင်တဲ့သူမျိုးလည်းမတွေးခဲ့ဘူးသလိုအသေးမကွဲခဲ့ဘူးလို့လည်းဆိုလာခဲ့တာပဲဖြစ်ပါတယ်